အခုနောက်ထပ်အမ်စိုးရင်ကြရနေရပါဗျာနော်။อืมပြင်ပြင်းနဲ့စိုးရင်ရတယ်။ပြင်ပြင်းနဲ့ခင်ဗျားတို့တခုခုမလုပ်ဘူးဆိုလို့ရှိရင်ပြင်ပြင်းနဲ့မှာကျွန်တော်ပြောလို့ရှိရင်ခင်ဗျားတို့ကကျွန်တော်ကိုအဲ့ဒီဟိုဘယ်လိုခေါ်မလဲဆိုတော့ငပိငပိတွေပါစစ်တပ်တော့စစ်တပ်ကိုအားပေးနေတော့ဒီကနေ့နေတာစစ်တပ်ကိုချစ်တာမဟုတ်ဘူးနော်။အဘအိုချစ်တာမဟုတ်ဘူးအဘအိုဝိုင်းနေနေတယ်သူတွေ။ဘာကောင်းကျိုးအတွက်လဲခင်ဗျားတို့စဉ်းစားမှာမဟုတ်ဘူးနော်။အဲ့ကိုကချစ်တာလားနှစ်တာလားမသိဘူးဖြစ်နေမယ်။ เออแล้วงะปิ้งนี่ล่ะตะหมอกเนาะกูก็ตามไม่ပြောจริงมึงไม่ยอมรู้สิตั้วจิตาไอ้เนซะสะคันมาสะคัน3คู่ပဲจั่นတော့แหละเนาะပြောไล่เนซะตะโจมาดิဟုတ်ကောကျော်လေးဩဂရထာနဲ့နောက်စကန်တစ်ခုတော့ပဲကျွန်တော်ကျန်တာကတော့ TNU သိမ်းနေပြီ။ TNU သိမ်းနေတဲ့အပြင်ကိုကျန်တဲ့တက်တွေကိုပါနော်ဟိုဘလိုမှဆိုချုပ်ွက်တဲ့ထဲ့နေပြီ ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်နှမများအားလုံးပဲတော်လန်မနက်ခင်းလေပါဒီကနေ့ဇွန်လ28ရက်နေ့အတွက်မနက်ပိုင်းသိရတဲ့မြေပြင်စစ်ရေးသတင်းကောင်းတွေကိုဒါကျွန်တော်ဖတ်ပြသွားပေးပြီးနော်ဒီနောက်မှာဟိုဘက်ရက်ကော့မှာဘလို့ဒီဘလောင်းတွေစုနေကြမလဲဆိုတော့ကျွန်တော်သွားပြီးတော့ကြည်လိုက်အောင်ညာကဲတော့ပထမဆုံးဒီကနေ့မနက်ပိုင်းဆိုရင်ဒီပကိုးတိုင်းကသတင်းကောင်းတွေကတော့တော်တော်လေးကိုများပါတယ်အဲ့ဒီထဲကမှာပထမဆုံးသတင်းကောင်းလေးကတော့ ဒီပကိုးတိုင်းကြောက်ကြီးမြို့နယ်အတွင်းမှာစီးတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတက်ခိုင်းမှုမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထပ်မံတဲ့တေဆုံးခဲ့ပြီး22ဦးကိုစစ်တုပ်ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့မနေ့ကဇွန်လ26ရက်နေ့စစ်တောင်းမြို့ဝန်စစ်စင်ရေးအဖြစ်ပကိုးတိုင်းကြောက်ကြီးမြို့နယ်အတွင်းမှာစီးတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတော်လိုင်းတပ်များကတက်ခိုက်ခဲ့ရမှာတော့စစ်စင်ရေးအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထပ်မံတဲ့တေဆုံးခဲ့ပြီးစစ်ကောင်စီတပ်မှအထိခိုက်များစွာနဲ့ကစင့်ကလျာဆုတ်ခွာထွက်ပြေးသွားကြောင်းသိရပါတယ် ဒါအပြင်ကမှအကြံပတ်စစ်ကောင်စီတပ်ဖွဲ့ဝင်22ဦးကိုလည်းစစ်တုပ်ပံအဖြစ်ဖမ်းဆီးရမိခဲ့ပြီးလက်နက်မျိုးစုံ27လက်နဲ့ခရမ်းများအခြားစစ်အုံဆောင်ပစ္စည်းအမြောက်အများကိုလည်းတိတ်ဆိတ်ရရှိခဲ့ကြောင်းသိရပါဗျ။ဒါတဆက်ထဲမှာပဲပဲခူးတိုင်းမင်းလာမြို့နယ်မှာအကြံပတ်စစ်သားအချင်းချင်းလက်နက်ကြီးနဲ့မှန်ရင်ပြက်ခတ်ခဲ့တဲ့အတွက်ကြောင့်စံပုတ်ရောက်ကိုမိဆိုးဖို့ရောက်နေတဲ့စစ်သားတွေကိုထိမှန်ခဲ့ပြီး၅ဦးတိတ်ဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ ဒီဇွန်လ24ရက်နေ့ည9:00နာရီခန့်မှာမေလာမြို့နယ်ဆွေကုန်းရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကအရက်မူဘီလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ရမှာစံပုတ်ရွာကိုမိဆို့ဖို့ရောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေထဲကိုကြားရောက်ပောက်ွယ်ခဲ့ကြောင်းသိရပါဗျာ။အဲ့ဒီကြားရောက်ပောက်ွယ်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးတေဆုံးခဲ့ကအဲ့ဒီစစ်သားမတအလောင်းတွေကိုဆွေကုန်းရွာသို့ပြန်လည်တဲဆောင်သွားကြောင်းသိရပါတယ်ဆိုတဲ့နောက်ထပ်ဒီခွေးချင်းချင်းလက်နက်ကြီးနဲ့ပြည့်ရင်နဲ့မာလကီးယားကုံတဲ့တည်င်းကောင်းလေးပဲဖြစ်ပါတယ်။ ဒါဆက်ပြီးတော့လည်းဘကိုးတိုင်းညောင်လင်းပင်မြို့နယ်ရေပြူကန်ရွာဒူဒန်ကုန်းမှာတက်ဆွဲထားတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ပုံကျဲတက်ခတ်ခဲ့ရမှာစစ်တပ်ဘက်မှ2ဦးသေဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒီပြီးခဲ့တဲ့ဇွန်လ25ရက်နေ့မှာညောင်လင်းပင်မြို့နယ်ရေပြူကန်ကျေးရွာမြောက်ဘက်မှာစီးတဲ့ဒူဒန်ကုန်းမှာအထန်ချတက်ဆွဲထားတဲ့အချမ်းဘတ်စစ်သားတွေကိုတော်လိုင်းတက်များကဒရုန်းနဲ့ပုံသီး3လုံးကျဲချတက်ခတ်ခဲ့ကြောင်းသိရပါတယ်အဲ့ဒီတက်ခတ်မှုအတွင်းအချမ်းဘတ်စစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့တာ တဦးမှာတော့ရာဘတ်ခြေတော့ပြတ်ထွက်ခဲ့ပြီးတဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကတော်လိုင်းတက်ဖွဲ့တဲ့အနေနဲ့ကတော့အထူးခိုင်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆိုတော့ဒီပဲခူးတိုင်းဘက်ကသတင်းကောင်းလေးတွေပဲဖြစ်ပါတယ်နောက်ထပ်ဒီကချင်ပြည်နယ်ဘက်မှာဆိုရင်ကချင်ပြည်နယ်မွန်းငင်းမြို့နယ်ဟိုပင်မြို့ပတ်ဝန်းကျင်ကစစ်ကောင်စီရဲ့စစ်စေရေးဂိတ်နှစ်ခုကိုတပတ်အတွင်းဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်ဆိုတော့သတင်းကောင်းလေးကလည်း ဒီပြီးခဲ့တဲ့ဇွန်လ22ရက်နေ့နဲ့24ရက်နေ့ဒီမှာပင်လုံနဲ့ပင်ပေါ်ကြားကလမ်းသွားလမ်းလာပြည်သူတွေကိုငွေကြေးမတရားကောက်ခံနေတဲ့ဂိတ်နဲ့ဟိုပင်မြို့နာကတိုးဂိတ်တွေကိုဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းဟိုပင် KPD ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပြထားပါတယ်။အဲ့ဒီတပတ်တာပစ်ခတ်မှုအတွင်းမှာရဲတပ်ဖွဲ့နဲ့ပြည်သူစစ်၄ရောက်ဝန်းကျင်တိုက်ဆုံခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြစ်ခတ်တက်ခတ်ခဲ့တဲ့စစ်စေးဂိတ်တွေဟာပြည်သူတွေကိုအစစ်စစ်တင်းကြပ်ပြီးငွေကြေးအာဓမတောင်းခံနေတဲ့စစ်စေးဂိတ်တွေဖြစ်ကြောင်းသိရပါဗျ။ နောက်ဆုံးအနေနဲ့ဒါကျွန်တော်အကိုချေတို့ရဲ့ကြောက်ဖြူတက်ဝဲအခြေအနေလေးကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အခြေဆိုင်ကြောက်ဖြူရန်ကုန်လမ်းမှာရှိတဲ့အမှတ်30ရဲ့ရဲတပ်ရင်မှာစစ်ကောင်စီကကာကင်းစခန်းတွေကိုအင်အားဖြစ်တင်နေကြောင်းသိရပါဗါဒ်။အဲ့ဒီရဲတပ်ရင်32ရဲ့ကာကင်းစခန်းဖြစ်တဲ့တောင်စီတောင်မှာယခုဇွန်လနောက်ဆုံးအပတ်ကအင်အားအလုံးကြီးနဲ့နေရာချတာပြီးစစ်ပြင်ဆင်ခဲ့ကြောင်းသိရပါဗါဒ်။ဒီအချမ်းဘတ်စစ်ကောင်စီနဲ့အာရခတ်တပ်တော် AA တို့က မလကျော်ပြိုင်စေကေနဲ့ကတ်တပြီတို့မှတက်ဝဲတွေဆက်လက်ဖြစ်ပေါ်နေပြီးစစ်ကောင်စီကကြီးရည်လီကနေခုခံပစ်ခတ်နေကြောင်းဒေသခံတွေထံကသိရပါဗါးအဲ့ဒီအမှတ်32ရဲတပ်ရင်မှာကြာလူနီးပါးဖြစ်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တရာစင်ခန့်ထွက်ပြေးလွတ်မြောက်သွားကစစ်ကောင်စီရဲ့မြို့ပြင်တပ်တွေဖြစ်တဲ့ခမရ9လေးနှစ်နဲ့ခမရ9လေး3တို့မှလည်းအင်အားပြုံးတည်ပြီးတက်ပြတ်လူနီးပါးဖြစ်နေတဲ့အတွက်ရဲတပ်ဖွဲ့ဝင်များနဲ့အစားထိုးအင်အားဖြစ်တင်ထားရကြောင်းသိရပါဗါးဆိုပြီးတော့အေယာဝတီထိုင်းကတင်ထားပေးတဲ့ဒီကြောက်ဖြူတက်ပွဲအခြေအနေလေးပဲဖြစ်ပါတယ် ကဲတော့ဒီမနက်ပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒီအကြံဖတ်စစ်ခွေကောင်းဆောင်ဝရမ်းပြေးမင်းအောင်လိုင်ကဒီမြစ်ဆုံစီမံကိန်းကိုအကောင့်ထဲပေါ်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီတယံဇာတပတ်ဝန်ကျင်ထိန်းသိမ်းရေးနဲ့ပတ်ဝန်ကျင်ပညာရေးလှုပ်ဆောင်နေတဲ့ဦးစိုးသိန်းတုံသက်ပြောဆိုထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာတကယ်တော့ဒါကလေကျွန်တော်ထင်တာဒါအဲသူရဲ့ဒီနိုင်ငံရေးထွက်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအားလုံးကြည့်ကြတဲ့အတိုင်းပဲဒီမအလာရဲ့ အောင်မြင်တဲ့သူရဲ့စစ်အာဏာသိမ်းလို့ပေါ့နော်အထက်ကတော့သူ့ရဲ့ဒီစီမံခန့်ခွဲမှုတွေမအောင်မြင်တဲ့စီမံခန့်ခွဲမှုတွေညံ့ပြင်းတဲ့စီမံခန့်ခွဲမှုတွေဖုံးကွယ်ခြင်းနဲ့ဖုံးဖိခြင်းနဲ့အကြောင်းပြချက်တခုဒါကြောင့်ဆိုတဲ့အကြောင်းပြချက်တခုတက်တက်ပဲဖြစ်တယ်လို့ကျွန်တော်တို့အဲ့လိုမြင်တယ်။ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်တို့ရဲ့ဒီအဲစစ်ကောင်းဆောင်အနေနဲ့ဒီနိုင်ငံတကာမှာဆရာတို့ကျွန်တော်တို့အားလုံးသိကြရတဲ့အတိုင်းပဲတရုတ်နဲ့ရုရှားပဲသူတို့လုပ်တယ်များဆိုးတယ်များဟို ိုင်မဲ့တမအကုန်လုံးကတို့တို့ကအဲအကာအကွယ်ပေးနေတယ်ဆိုတော့တို့ကတကယ်ကတင်ရှင်ပေါ့နော်ကတင်ရှင်ဂျေဆုရှင်လိုမျိုးဖြစ်နေတော့တိတဲ့အတိုင်းပဲလေကျွန်တော်မြန်မာပြည်ကလည်းတစ်ဖက်မှာပြန်စားတာလည်းပေါ်ကျွတ်လို့နော်တို့ရဲ့ဒီတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုအကြီးစားကြီးရတယ်တန်တန်းနေတယ်အများကြီးဆိုတော့တို့ကလည်းဒါကိုအခွင့်အရေးယူရတယ်အဲတောင်းမယ်ပြုတ်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အခုရဲ့ဆော့ဆော့ပြောတဲ့တို့ရဲ့ဒီအကြက်အဲမျိုးစုံကနေတို့ကချေလျှော့နိုင်ဖို့လွတ်မြောက်နိုင်ဖို့ကရှိတယ်မြတ်တန်စာတာတွေထိုးအပ်ဖို့ ဟိုအလကားနေပါနဲ့ပေးဖို့ကဘာမှဘုံမသိဘူးဘာမှလုပ်ရတာဆိုတော့ဒါတွေကိုပေးဖို့သူအဲသူ့ရဲ့ trap box တစ်ခုလောက်ပဲကျွန်တော်တို့အဲ့လိုပဲပြောပြစီသူ့ရဲ့ဒီနိုင်ငံရေးအမြတ်ထောက်တယ်နိုင်ငံရေး trap box ဖြစ်တယ်အဲစစ်ရှုံးနေတဲ့အကြက်သေးတွေအားလုံးကနေတရုတ်ကိုလည်းကျေစုဆက်တဲ့တကယ်ပဲတရုတ်ကလည်းဆရာတို့ကျွန်တော်တို့မြင်တဲ့အတိုင်းပဲပေါ်တင်မဲ့ဒီတကယ်ကိုတိတိတာတာကြီးဟိုဝင်ပြီးဆွတ်ဖက်တယ်ဘလိုင်းကြီးကိုပူကြီးပေးနေတယ်သူ့ဘက်ကတကယ်ကိုမမမမရပ်ပြီးနေတဲ့ဟာကိုသူကလည်း ယေရှုဆက်တယ်နော်သူ့အတွက်ဒါထွက်ပေါက်အကြီးကြီးပဲလေဆိုတော့ဒါဘာပဲဖြစ်ဖြစ်ထုံကျင်းပါပဲပေးမှာယေရှုစီမံကိန်းနဲ့ယေရှုဆက်တာတွေလည်းဖြစ်သွားနိုင်တော့ဟုတ်တယ်အဲ့လိုပေါ့ဆရာအဲ့ဒါပါတကယ်တကယ်တော့ဆရာတို့ကျွန်တော်တို့အားလုံးတည်လို့ तू က तू ပြောနေပုံအရာဆိုဒီမျက်စုံဆက်မှန်ပေးစီမံကိန်းကြီးလောက်လိုက်လို့ရလာမဲ့ result ပေါ့နော်အချိုးမြတ်ပြီးရခိုင်တော့အပြည့်ကိုကျွန်တော်တို့ရပြီးမှ तू ကပြည်သူလူထုတွေအားလုံးဟိုပြပြောပါပါတုံးရတဲ့ပြပို့တော့ပို့ရှာမယ်ဆိုတဲ့ဟာသူပြောတယ်လို့ဆို तू တွက်နေတဲ့အတန်းဆိုရအောင်ပြည့်သူအကုန်လုံးမြေဆုံကရသမျှထွက်သမျှပြီးသုံးလို့ရမယ်လို့အဲ့လိုမှန်ပြောနေတဲ့သဘောတွေ့ရတယ်ဘာတကယ်တကယ်တော့ဒီတကယ်ငကိုစာချုပ်ပါလဲသူကအဲ50ရာခန်းတော့တရုတ်ပြည်အကုန်လုံးယူသွားမှာ50ရာခန်းတော့မဲကျွန်တော်တို့ဒီခွဲချမ်းပြမအများကြီးပဲအမှခွဲချတော့ဟုတ်ပါလားရှယ်ယာဝင်နေရှိကြသေးတယ်ဒီနောက်တာကျွန်တော်အလုံးပြီးလဲအဲ့ဒါတွေခွဲကြအောင်ပါပြီးတော့တို့ရဲ့တရုတ်ပြည်ထိရအောင် supplier တွေတုံးပါအများကြီးတုံးအောင်ပါကွာဆိုတော့အဲ့ဆယ်ရာခန်းတော့လဲကျွန်တော်ရအောင်မှာတကယ်မယုံရင်ဆရာလောက်ခိုင်းကြည့်လားလောက်ခိုင်းရင်လဲ သူပြောတယ်လို့ဘလို့မှလောက်မှသူစီမံခန့်ခွဲနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်တို့အဲ့လိုပဲမြင်တယ်။ဘာကြောင့်ဆိုရင်အရင်အရင်တုန်းကကျွန်တော်တို့ဒီအဲစေအနာမတိန်ခင်တုန်းကကျွန်တော်တို့ဒီအယတ္တအစရာလက်ထက်မှာမြေဆုံဆဲဘာမှမလုပ်ဘူးလေကျွန်တော်တို့အလုံးရထားကြတာလေ။အဲ့ချိန်မှာလဲတောချိုတောင်ချာဟိုကျေလက်မျိုးပြအလုံးထိမ့်ထိမ့်တင်းတင်းမှာမြည်ပြတ်တာလားမရှိတော့တလို့ကျွန်တော်တို့အနေထားဖြစ်တယ်။အခုဘာမှမရှိတော့ဘူး။မြို့မှာတော့မြည်မရတော့ဆိုတော့ချင်းနေပြီဆရာဒီစီမံခန့်ခွဲမှုကတကယ်ကိုပါ။ ဲညံဖြစ်နေတဖက်မှာလည်းဒီတနိုင်ငံလုံးရဲ့ဒီအဲစစ်တန်ကိုတို့တို့အလို့လဲစစ်ရှုံးခံနေရတာဒါကလည်းတဖက်ဒါကြောင့်ရမြရရကြာမြင့်ကြံရအားလုံးကိုလုလုတယ်ပြောနေတယ်အဲ့လိုပဲယူဆလို့ရတယ်လောက်နာမယ်မလောက်နာဘူးဆိုတော့ဘုံမှမဖြစ်နိုင်ဘူးဒီလိုအခြေအနေကျွန်တော်အဲ့လိုမြင်တယ်အဲ့တော့ပထွေးပါလာလို့အပေးထောက်ခံနေကြတယ်မင်းတို့ဟိုဘအောက်တန်းစာရက်ကွချီပလေးနဲ့ဘောမာတွေဒီမြေဆုံစီမံကိန်းတာတကယ်တမ်းဖြစ်သွားခဲ့မယ်ဆိုရင်မြန်မာနိုင်ငံကတော့မတွေးရစရာပဲเนาะ အဲ့တော့ဒီလိုဆက်အကြီးကြီးစောင့်မယ်ဆိုရင်ဘလို့ဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းမင်းတို့ကိုယ်ခဲမှာသွားပြီးတော့စာကြည့်ကြအောင်နော်အဲ့တော့မင်းတို့ခေါင်းထဲမှာချီးပဲအပြည့်စီးတဲ့ကောင်းရတော့ပြောမှာပေါ့ဒီမြေဆုံစီမံကိန်းဖြစ်သွားမှငါတို့မြန်မာနိုင်ငံမီးလင်းမာတို့ပါတော့နဲ့နော်အဲ့တော့ဘာမှမကြည့်နဲ့ NLD အုပ်ချုပ်ခဲ့တဲ့9နှစ်တာအတွင်းမှာမြန်မာနိုင်ငံမှာမီးဘလောက်မှန်ခဲ့လဲဆိုတာမင်းတို့ပြန်ပြီးတော့စဉ်းစားကြည့်ကြပေါ့နော်အဲ့တော့စောစောကပြောခဲ့သလိုပဲဒီရေကာတာအကြီးကြီးစောက်ခဲ့ရင်ဘလို့ဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းဒီကိုယ်ခဲမှာသွားပြီးတော့ခောက်စာကြည့် မင်းတို့ပထွေတရုတ်တော်မှာသူ့နိုင်ငံမှာအဲ့လိုဆိုးကျိုးတွေဖြစ်ခဲ့လို့ဒီမြန်မာနိုင်ငံမှာလာပြီးတော့လောက်တာနော်အဲ့ဒါကိုဘူမတိကိုမတိနဲ့ပထွေလောက်တာအကုန်မှန်တယ်ထင်နေတော့လေမင်းတို့တိုင်းနဲ့မင်းတို့ကံပဲပေါ့နော်ကဲတော့နောက်ထပ်တို့ဒီပေါ့လို့ပွဲစားညင်းရင်ရေးဖိုရမ်မှာဒီ UWSA SSPB နဲ့ DKB တို့ကတို့ဒီအချမ်းဘတ်စစ်ကွေတက်ကပြုတ်လုံးမဲ့ဒီတရားမဝင်ရုပ်ောက်ပွဲနဲ့ပတ်သက်ပြီးဘာတခုမှမပြောကြလို့ဆိုပြီးတော့ဒီအယိုးကိုက်လော်ဘီငဖားကြောင်မျိုးမင်းကလည်းဘလို့တွေပောက်ွယ်လောင်မြိုက်ထားမလဲဆိုကြောင်းဆက်ပြီးတော့ကြည့်လိုက်အောင်ညာ အာ peace brand ကိစ္စဆိုတော့ကျွန်တော်တို့ peace brand ဒါဒီနေ့ဆိုရင်ဒုတိယမြောက်နေ့ဒုတိယမြောက်နေ့ကတော့ဒီရွေးကောက်ပွဲကြီးကိုတဲ့ပွင့်လှစ်ပြောရင်တော့အစိုးရရဲ့ပါတီပညာရှင်တွေတိုင်းရင်းသူတွေအကုန်လုံးပါဝင်တဲ့ရွေးကောက်ပွဲလုပ်လို့ရှိရင်ကိုယ်စားလှယ်လောင်းတွေကိုပေးမသိခြင်းဘောကိုယ်စားလှယ်လောင်းတွေပေးမသိခြင်းဆိုတဲ့လူတွေလည်းရှိတယ်ပေးမသိခြင်းဘောအဲ့လိုပေးပြီးပေးသိရင်ကိုယ်စားလှယ်လောင်းတွေလုံခြံတပ်ဖြတ်ခံရမှာစိုးစိုးဆိုတာမျိုးအကြောက်လို့ပဲဆိုတော့ဒါမဲ့ကျွန်တော်ဒီနေ့မှပြောချင်တာရွေးကောက်ပွဲနဲ့ပတ်သက်လို့တချို့လူတွေကအာကိုယ်စားလှယ်လောင်းတွေနာမည်ပေးမသိတဲ့ဘာညာဘောဟိုနာမည်ကိုအိပ်ပိတ်အိပ်ပိတ်ထားတယ်လေ မဲလာပေးမဲ့သူတွေကတော့ဥမာပဲသူတို့မျက်နှာကြီးတွေသူပေါ်တိုင်းလာပေးကြမှာဗျာကဲဒီလိုခလုတ်လာနေမှာအဲ့လူတွေအောင်လို့ကြအဲ့ဒီတိုင်တိုင်းမျိုးကိုစားပြုမဲ့ပုံပုံတွေမျက်နှာမပြရဲဘူးဆိုတော့အသက်ခံမှာကြောက်လို့ဆိုရင်အစကတည်းကနိုင်ငံကြီးမလုပ်ဘူးလို့အဲ့လူတွေကျွန်တော်အဲ့အဲ့လူဆွေးနွေးတဲ့ကိစ္စမှာကျွန်တော်တို့ကမဆွေးနွေးပါဘူးဒါပေမဲ့ဆွေးနွေးလိုက်ရအဲ့လူတည်းဆွေးနွေးချရအောင်ကဲတော့ဒီညမှာကျွန်တော်တို့ဟောပြတာကတိုင်းသာကိုစားပြုအဖွဲ့တွေတော်တော်များဥမာ UWSA နော် SSPP အာ NDA မိုင်းလာဒီသုံးဖွဲ့ကထဆွေးနွေးကြရင်မတွေ့ရဘူးသူတို့ထဆွေးနွေးကြမတွေ့ရဘူးသူတို့ကလုံးဝမဆွေးနွေးဘူး ပြီးတော့လာတက်လာယူတွေအကုန်လုံးကတော့ပွင့်လိုက်ပြရင်တော်တော်လေးဟိုဒီသုံးဘွယ်ဟိုမယိုးသားဘူးလို့ပြောကြတယ်ဒီသုံးဘွယ်တက်လာယူတွေအကုန်လုံးကလည်းအရင်ကြီးကြီးမားတွေမပါဘူးတကယ်ကို decision ပေးနိုင်တဲ့လူမပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကဝါညီရန်ကိုဝါညီရန်ကိုကျွန်တော်သွားစကားပြောတယ်မဖြစ်နိုင်ဝါညီရန်ဆိုမဖြစ်ဘူးအဲ့တော့အဲ့လိုတော့ဖြစ်တာပေါ့တကယ်ဆိုသူ့ကိုမေးရမယ်မေးဖို့လည်းအများကြီးရှိတယ်တန်းစီမေးဖို့ရှိတယ် SSPB ကိုလည်းမေးရမှရှိတယ်မိုင်းလောက်လည်းမေးရမှရှိတယ်ဥပမာဆိုကြပါစို့ဗျာအခုဝါဆိုလို့ရှိရင်ဝါဆိုယူကောက်ပွဲကိုဝါဒေတာမှာယူကောက်ပွဲလုံးလို့ရမှာလားနောက်မိုင်းလောက်ဒေတာမှာယူကောက်ပွဲလုံးလို့ရမှာလားကျွန်တော်တို့မေးရမှာ ဒါပေမဲ့တို့အဲ့ဒါကိုမဖြေနိုင်ဘူးမဖြေတဲ့အပြင်ပတ်ပြေးမှာတို့ပတ်ပြေးမယ်အဲ့လိုရှိမဖြေတဲ့ပြပတ်ပြေးတယ်ဘယ်မီဒီယာမှမတွေ့ဘူးအာခင်ဗျမီဒီယာတွေကမေးဖို့ကြိုးစားရအကုန်လုံးအဲ့ဒါကိုတော်တော်တီးတီးတွေ့လာနေတဲ့ခါလေးကိုဟိုကရှောင်းတီးရှောင်းပတ်ရှောင်းပြီးတော့အခက်ပြေးတယ်အချိန်ကမရဘူးအခန်းထဲပြန်ပြေးဝင်အဲ့လိုကြီးလို့ပြောချင်တာကဟိုမီဒီယာရှေ့မှာဖြေဖို့ကိုဝါညီရတဲ့အုပ်စုကလုံးဝမလုပ်ဘူးမိုင်းလာလည်းမလုပ်ဘူး SSPB လည်းမလုပ်ကျန်တဲ့တချို့က DGB DGB ရလူတွေလည်းမလုပ်ဘူးသိချာအဲ့ဒီဖွဲ့တွေကလုံးဝမဖြေဘူးပတ်ပြေးနေတယ်ပြောနေတော့ပွဲတချို့ပွဲတွေပွဲကိုလာပြီးအဖြစ်သဘောလာတက်လို့ဖြစ်တယ် ပြောရတော့နိုင်ငံကတော့ခွင့်ပြုပေးထားတယ်ခွင့်လွှတ်ပေးထားတယ်နားလည်ပေးထားတယ်စာနာပေးထားတာတော့ဒီကောင်ဒီလူတွေကတော်တော်လေးကိုဟိုအဲ့လိုတော့ဗီဇတွေကမကောင်းဘူးဗီဇတွေမကောင်းတိုင်းပြည်နဲ့ပတ်သက်ဗီဇတွေမကောင်းဘူးအဲ့တော့ဟိုပါတီတွေကလည်းအကြောင်းတရားတွေနည်းနည်းနဲ့အကြောင်းတရားတွေကိုဖြည့်လျှော့ပြီးတော့တတိရှိရှိနဲ့အသေးခံပြီးယူကပုံဝင်ကြဖို့လိုတယ်လောက်ကြယူနိုင်ငံရေးလောက်ကြဖို့လိုတယ်ဒါမှလည်းနောက်လူတွေစံပြဖြစ်မယ်ဟုတ်ဘူးတီမာကြောက်လို့တီမာကြောက်လို့ယူကပွဲကိုကျွန်တော်တို့လုံလုံပေးပါပါညာပြောရင်လေလုံချွေးရနေရာတိုင်းပေးလို့မရဘူးရတဲ့နေရာရမရနေရာမရအောင်အဲ့တော့မရတဲ့နေရာတွေမှာတော့မတက်နိုင်ဘူးနော် ိုသတိဟိုတိအတိခံပါဘူးဒီလိုခံကြရတယ်ကြည့်ရတိတ်ကြောက်စရာမလိုပါဘူးလုံးချက်ချက်လို့ပါဘောကတခါညောက်ပေးနေတာမျိုးစတိအတွက်တခုခုခြံထားခဲ့လို့လိုလဲလို့ပဲတိုင်ပါတီတွေတိုက်တွန်းချင်တယ်ပါတီတွေတိုက်တွန်းချင်တယ်အဲ့တော့မင်းတို့ဒီတရားမွင့်ရုပ်ောက်ပွဲမှာဝင်ပြိုင်ကြမယ်လှတ်တော်အမတ်ဒီအနေနဲ့ကလည်းเนาะအသေးခံရရင်တော့ဝင်ပြိုင်ကြပေါ့နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတာကတော့ကိုဘွားကိုတွေးကြပေါ့เนาะကဲတော့နောက်ဆုံးအနေနဲ့ဒီကရင်ပြည်နယ်မှာလုံအောင်အခြေအနေမကောင်းတော့ဘူးဆိုတော့ဒီဘောမပြောင်းကြီးကလည်း လိုင်းမောကဘယ်လိုတွေဖင်ကုန်းပြီးအော်ထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ညာအခုနောက်ထပ်အမ်စိုးရင်ကြရနေရပါဗျာနော်။အင်းပြင်းပြင်းနဲ့စိုးရင်ရတယ်။ပြင်းပြင်းနဲ့ခင်ဗျားတို့တစ်ခုခုမလုပ်ဘူးဆိုလို့ရှိရင်ကြာပါအခုကရင်ပြင်းနဲ့မှာကရင်ပေါ့နော် KNU ကနေဆက်စခန်းတော့ပဲတိုက်နေသေးတာနော်။နေဆက်စခန်းကိုတိုက်ပြီးတော့တဖြည်းဖြည်းနဲ့ရန်သူရဲ့လာမယ် KNU ရဲ့ဒီစိတ်သက်စစ်စင်ကြီးနော်။ပြီးလို့ရှိရင် ဖြက်လေးဖြက်စစ်စင်ကြီးက အောင်မြင်နေတဲ့ပုံစံမျိုးတွေဒီရှိနေပြီအဲ့တော့ခင်ဗျားတို့အထက်ရာရှိလူကြီးမင်းများအနေနဲ့တခုခုမလုပ်ဘူးဆိုလို့ရှိရင်အခု ARV အဲကရင်ပြည်နယ်ထဲမှာရှိနေတဲ့69လို့နော်အဲစာခါက20အဲ7နှစ်တို့နော်အတခြားပေါ့တက်တွေအကုန်လုံးတော်တော်များများဟာတပုံရဲ့စိတ်ချက်စစ်စင်ကြီးနော်ဖြက်လေးဖြက်စစ်စင်ကြီးနော်ဒီစစ်စင်ကြီးတွေအားလုံးမှာ ပုံတိုင်းတံကိုတော်တော်ခံနေရပြီတခုခုလုတ်ဖို့တော့လိုအပ်ပြီเนาะအဲ့တော့ကော့ဂရိတ်ကိုဗဟုပြုပြီးပြောမယ်เนาะကော့ဂရိတ်ဆိုခလာ90ခွန်ရှိတယ်ခလာ90ခွန်ဆိုလို့ရှိရင်တပုံဘက်ကအဲဘလိုဟောမဆိုတော့အဲ့ဒီခြံဝါးအထိပဲဂိတ်ဝါးအထိသွားပြီးတပုံတပုံရိုက်လာတာတပုံရိုက်လာတာရှော့မတွက်နေတာသိလားအကင်းနဲ့ပုံမှာပူပေါင်းမယ်ပူပေါင်းမှာပူပေါင်းမှာပူပေါင်းမှာပါပူပေါင်းနေပြီပူပေါင်းပြီးစော်ကြလိုက်မယ်အဲ့တော့သူတို့စော်တာရေးမကြည့်ဘူးသူတို့စော်တာသူတို့လုပ်ပဲဒါပေမဲ့ကိုယ့်ဘက်ကခုလက်ရှိအခြေအနေမှာ တဘုံရဲ့ဖြက်လေးဖြက်စစ်စင်ရအောင်မြင်နေတယ်သူတို့အောင်မြင်မှုကဘလို့ပြတ်သွားပြီဆိုအခုတက်တွေကရိတ်ခါနေလာတယ်နော်ငါပြတ်နေဦးမှာပဲဖြစ်တယ်အဲ့တော့အခုဘလို့တွေဖြစ်နေလဲဆိုတော့အာခလာ90ခွန်တက်ဆိုလို့ရှိရင်လေဒီရိတ်ခါတွေပေါ့ဗျာနေတယ်ပေါ့ဗျာနော်ရိတ်ခါတွေနေတယ်အရေးခါလေးနဲလာတဲ့အခါတပုံကလည်းဖြက်လေးပြက်ဖြက်တာကကြအပြင်ထွက်မရပါထွက်မရခါဆိုတော့တက်ထဲမှာပဲနေကြလာတဲ့အခါကျတော့သူတို့ရဲ့စိတ်သက်စစ်စင်ရေးကြောင့်မိမိတက်တွင်းမှာလည်းအခုဆိုရင် တက်တွင်းစီလုံးညီညွတ်မှုချစ်ခင်ရေးဆိုတာထက်စာလို့ရှိရင်တက်တွင်းခွဲခြားဆက်ဆံရေးဆိုတာလေးဖြစ်လာတယ်။ဒါကတက်တွင်းတက်တွင်းခွဲခြားဆက်ဆံရေးတွေဖြစ်လာသလိုဘယ်ကောင်းဆိုအထက်နဲ့အောက်ကြားမှာမညီညွတ်မှုတွေဖြစ်လာတယ်နော်။အဲ့လိုမညီညွတ်မှုတွေဖြစ်လာခြင်းအပြင်စစ်ပြေးတွေလည်းတော်တော်လေးကောနော်တက်ပြေးနေရရှိတယ်။အဲ့အတွက်ကြောင့်မို့လို့အတော်တော်လေးပြင်ဆင်ဖို့ခင်ဗျားတို့လိုအပ်နေပါပြီ။မဟုတ်ဘူးဆိုလို့ရှိရင်အခုတပုံဘက်ကိုပြေးသွားတဲ့ဒီပေါ်စစ်ပြေးတွေတွေမဲ့နေတာမဟုတ်ကြည့်ပြီးတယ်ပေါ့နော်။ ဲ့တော့စားတော့လေးပဲကျွန်တော်မြူကိုပြီးစားနေချိန်မှာမနှက်စားတော့မှเนาะမနှက်စားတော့မှကျွန်တော်တို့မစားတာလာနေချိန်လေးကဲကြည့်ရအောင်နောက်တစ်ခုကတက်တင်းခွဲခြားဆက်ဆံမှုတွေနဲ့မညင်ညွတ်မှုတွေရှိနေတယ်အခုကတက်တင်းမှာပါစာနဲ့အဲ့လိုခွဲခြားဆက်ဆံနေရာလေးတွေကျွန်တော်တို့ကြားသိနေရတယ်နောက်တစ်ခုကပါစာတွေအနေနဲ့ကတကယ်တကယ်တမ်းသူတို့ကိုခေါ်ဦးမှာဆိုလို့ရှိရင်ခင်ဗျားတို့ပဲပြောရတယ်လေဗျာเนาะပါစာတွေခေါ်တာ ခေဆောင်ခိုင်းဖို့ပါနော်နောက်တစ်ခုကလုံခြုံရေးဆောင်ရွက်ဖို့ပါတက်မှာပဲနေရမှာပါဆိုတော့တကယ်တကယ်တမ်းအခုချိန်မှာဖြစ်နေတာကခြေတမ်းထွက်လာရင်ပါစာကြီးပဲနော်အဲ့ဒါပြောတာပါစာကြီးရရှိပြီးတော့နော်အဲချို့တွေကမထွက်ချင်တဲ့ပုံစံမျိုးတွေဒီရှိနေအဲ့တော့ပါစာတွေကိုဖိခိုင်းနေရရေးလေခင်ဗျားတို့လျှော့ပါပါစာကိုခွဲခြားနေရရေးလေခင်ဗျားတို့လျှော့ပါနော်နောက်တစ်ခုကပါစာတွေပုံမှာတို့ရဲ့စာချုပ်ပြည့်နေချင်းထွက်ခွင့်မပေးတာလေခင်ဗျားတို့လျှော့ပါနော်အဲ့လိုမျိုးသာခင်ဗျားတို့ဘက်က ဟိုကျွန်တော်ကဒီစကားမျိုးပြောလို့ရှိရင်ခင်ဗျားတို့အဲ့ဒီဟိုဘယ်လိုခေါ်မလဲဆိုတော့အဘအပေါ်မှာလောပြီးတယ်ဘာမှနားမလည်တဲ့ဒီဟိုစစ်တပ်ကိုကြာရှုံးအောင်လုပ်နေတယ်နော်ကိုထောက်ခံမှန်းမသိကိုလောက်ရက်ကစစ်တပ်ကိုနွန်းချစ်မှန်းမသိနှစ်မှန်းမသိလုပ်နေတဲ့အုပ်စုကလည်းပြောလိုက်မယ်ကျွန်တော်ဆိုလို့ကျွန်တော်ကစီးနဲ့ကန်းနဲ့ထွက်ခွင့်ချိန်တန်တဲ့သူပေးထွက်ရမယ်နော်အဲ့ဒါကအရေးကြီးတယ်ထွက်ခွင့်တန်တဲ့သူတွေကလည်းမထွက်ရဘဲနဲ့နေနေတယ်အဲ့တော့စစ်ကလည်းမတိုက်ချင်တော့တစ်ဖက်ကလည်းစီးရေးဘယ်လိုခေါ်မလဲဆိုတော့ဟိုတစ်ဖက်ကလည်းပုံမှန်လင်းပြောရင်ဒီပေါ့နော် တို့ကလည်းနယ်မြေစိုးမိုးမှုတွေရလာပြီနော်အစ်ပြေးတယောက်ခေါ်လာလိုက်အစ်ပြေးတွေအများကြီးခေါ်လာလိုက်တို့ခါတဲ့စုပြီးတော့မှတက်ထောင်ပေးလိုက်အပြည့်တနာတက်အောင်မယ်ပြီးရင်ပြီးတယ်မှာကျွန်တော်ပြောလို့ရှိရင်ခင်ဗျားတို့ကကျွန်တော်ကိုအဲ့ဒီဟိုဘယ်လိုခေါ်မလဲဆိုတော့ငပိငပိတွေပါစစ်တပ်တော့အစ်တပ်ကိုအားပေးနေတော့ဒီကောင်တွေနှစ်နေတာစစ်တပ်ကိုချစ်တာမဟုတ်ဘူးနော်အဘအိုချစ်တာမဟုတ်ဘူးအဘအိုဝိုင်းနေနေတဲ့သူတွေဘာအကောင်းကျိုးအတွက်လဲခင်ဗျားတို့စဉ်းစားမှာမဟုတ်ဘူးနော်အဲ့ကိုကချစ်တာလားနှစ်တာလားမသိဘူးဖြစ်နေမယ် เออแล้วงะปิ้งนี่ล่ะตะหมอกเนาะกูก็ตามไม่ပြောเลยเมนูไม่ยอมรู้สิตั้วจิตาไอ้เนซะสะคันมาสะคัน3คู่ပဲจั่นတော့แหละเนาะပြောไล่เนซะตะโจมาดิဟုတ်ကောကျော်စိုးလေးဩဂရထာနဲ့နောက်စကန်တစ်ခုတော့ပဲကျန်တော့ကျန်တာကတော့ TNU သိမ်းနေပြီ။ TNU သိမ်းနေတဲ့အပြင်ကိုကျန်တဲ့တက်တွေကိုပါနော်ဟိုဘလို့မဲ့တော့ချုပ်ွက်တဲ့ထဲ့နေပြီ။ချုပ်ွက်တဲ့ထဲ့ပြီးရဲ့အပြင်စစ်တိုက်စိတ်တဲ့စစ်စီကြီးတွေတိုက်နေပြီ။နောက်ထဲမှာလည်းစစ်သားချင်းချင်းကနည်းနည်းလေးဒါမျိုးကတော့ဆရာတွေဖြစ်လာရင်တော့တပုံရဲ့စစ်စင်ကြီးအောင်မြင်သွားမယ်။ခင်ဗျားတို့အဲ့လူမှုရေးဖြည့်ရှင်းနေပြီးတော့နားလေအောင်ဗျာနော်။ အဲ့တော့အစိုးရလက်မခံရေးကြတဲ့သူတို့ဒီစစ်ခွေးလော်ဘီတွေနဲ့ဘောမတွေရတော့နော်ဒီတည်င်းလိမ့်ဖားကြပြီးဝါဒဖြန့်နှံကလွှဲရင်သူတို့ဘာမှလုပ်တတ်တာမဟုတ်ဘူးဒီမစတာပြောင်ကြီးကတော့အစိုးရလက်ခံပြီးဖော်ကောင်းနေလောက်တယ်ဆိုတော့သူတို့ဒီဘောမအချင်းချင်းထဲမှာတော့မှပူတတ်တော့ဘာလို့ဆိုပြီးတော့အပြောခံနေရတယ်ဆိုတော့အခုပဲကြည့်အောင်သူတို့ဒီစစ်ခွေးလော်ဘီတွေကိုမယုံဘူးဆိုရင်အဲ့ဒီနေဆက်စခန်းတွေကိုကိုယ်တိုင်သွားပြီးကြည့်ပါဆိုပြီးတော့ခဏပြောထားတာအားလုံးပဲကြားကြအောင်ပါနော်အဲ့တော့သူတို့ဒီဘောမရက်ကောက်မှာတော့အဲ့လိုတွေတိုင်ပေါက်ညီးတာပဲနော် ဲတော့ဒီမနက်ပိုင်းလေးကတော့ဒီတော့ပါပဲအားပေးရတဲ့ညီကောင်မောင်နှမတွေတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ညနေကြမှာပဲအချိန်ရတယ်ဆိုရင်သတင်းကောင်းတွေနဲ့ပြန်တက်လာခဲ့ပါအောင်မယ်အားလုံးပဲကျမ်းမာပေးခြင်းကြပါစီခင်ဗျာ thank you